ကောက်ဝေးဝင်ကြီးပီဟက်ဆက်ကအမေရိကန်စစ်တပ်မှတာဝန်ထမ်းဆောင်စေကျဲလေးပွင့်အဆင့်ပို့ချုံနဲ့ရေတပ်ပို့ချုံအရေးအတွက်ကိုအနည်းဆုံး20ရာခိုင်နှုန်းလျှော့ချဖို့မေ9ရက်မှာညွှန်ကြားထားတယ်လို့ကောက်ဝေးဝင်ကြီးထံကအရေးကြီးတဲ့မှတ်တမ်းစာမှာဖော်ပြထားပါတယ်။ဒီအရေးကြီးမှတ်တမ်းမှာပို့ချုံ စစ်တပ်အခြေကဲအရေးအတွက်ကိုတဆယ်ရာခိုင်နှုန်းလျှော့ချဖို့ဖော်ပြထားပြီးအမျိုးသားအစောင့်တပ်ထဲကဗိုလ်ချုပ်20ရာခိုင်နှုန်းကိုလျှော့ချဖို့လည်းဖော်ပြထားပါတယ်။ရာရုလျှော့ချမှုတွေကိုမြေတို့မြေပေါ်လှုံ့ဆော်မယ်ဆိုတာကိုတိတိကျကျဖော်ပြထားခြင်းမရှိတာဖြစ်ပါတယ်။အမေရိကန်စစ်တပ်မှထုံးစံအဖြစ်ရရှိနိုင်တဲ့အမြင့်ဆုံးယာရုဖြစ်တဲ့ကျယ်လေးဝင့်အရာရှိ38ဦးရှိပြီး 2015ခုနှစ်မလအထိတာဝန်ထမ်းဆောင်ဆဲတပ်ဖွဲ့တွေထဲမှာဗိုလ်ချုပ်နဲ့ရေးတပ်ဗိုလ်ချုပ်စုစုပေါင်း818ဦးရှိပါတယ်။အင်အားလျှော့ချမှုတွေဟာပိုရှန်ဗိုလ်ချုပ်နဲ့စစ်တပ်အကြီးအကဲယာရုတွေကိုလျှော့ချခြင်းအဖြစ်ခေါင်းဆောင်မှုပိုကောင်းစေဖို့နဲ့ချုံးမွေအောင်လုပ်ဖို့မလိုအပ်တဲ့တပ်ဖွဲ့တိစောက်ပုံကိုဖယ်ရှားဖို့ရည်ရွယ်တာဖြစ်တယ်လို့မှတ်တမ်းကဆိုပါတယ်။ဟက်ဆက်ကအပြောင်းလဲတွေနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာအိတ်မှာဗီဒီယိုပို့စ်တစ်ခုတင်ခဲ့ပါတယ်။ ိုချုပ်နေတဲ့စစ်သားများများဆိုတဲ့အစာကိုလည်းဗီဒီယိုမှာဖော်ပြခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းစစ်တပ်ရဲ့အလုံးစုံအရွယ်အစားဟာပိုကြီးခဲ့တဲ့အတိုင်းအောင်အဲ့ဒီတော့ကထိတ်တန့်အရာရှိနည်းနည်းသာရှိခဲ့တယ်လို့ဟက်ဆက်က ဖော်ပြခဲ့ပါတယ်။ရာရုရှားချမှုတွေကိုအဆင့်20နဲ့ဆောင်ရွက်မယ်လို့ဟက်ဆက်ကဖော်ပြခဲ့ပါတယ်။ကျယ်လေးပွင့်အဆင့်အရာရှိတွေနဲ့အမျိုးသားအဆောင်တက်ဗိုလ်ချုပ်တွေရဲ့ရာရုတွေကိုရှင်းချခြင်းဖြင့်စတင်မှဖြစ်ပြီးဗိုလ်ချုပ်နဲ့ရေတဲ့ဗိုလ်ချုပ်အားလုံးကဆယ်ရာခိုင်နှုန်းကိုလည်းဆက်လက်ရှင်းချသွားမယ်လို့ဆိုပါတယ်။ ဒီလိုလုပ်တာဟာယာရုကြီးတဲ့အရာရှိတွေကိုရှင်းထုတ်ဖယ်ရှားတာမျိုးမဟုတ်ပါဘူးတမတော်ကြီးကအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ပြီးစဉ်စားချင်းချိန်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်မဟာဗျူဟာမြောက်အသင်းဖြစ်မှုနဲ့စစ်စင်ရေးဆိုင်ရာထိရောက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့တခုရီးသောရည်ရွယ်ချက်နဲ့လှုံ့ဆော်တာဖြစ်ပါတယ်လို့ကောက်ကွေးဝင်ကြီးကဖော်ပြခဲ့ပါတယ်တိတိကျကျလှုပ်ဆောင်နိုင်ဖို့ရှော့ချပြစ်ဖို့လိုတဲ့ပူရှန်တဲ့နေရာတွေကိုဖော်ထုတ်ဖို့ကျွန်တော်တို့ခန့်အပ်မဲ့သူတွေအစိုးရအဖွဲ့တွေကသူတွေနဲ့အတူလှုပ်ဆောင်ဖို့ဆိုတာကျွန်တော်ရဲ့အလုပ်ဖြစ်လာမှာဖြစ်ပါတယ်လို့ အဲ့ဒီတုန်းကဂျာနာဝဲမှာဟက်ဆက်ကပြောကြားခဲ့ပါဗျ။